ရှင်စက်တင်ဘာလ18ရက်နေ့နေ့လည်ခင်းနောက်ဆုံးရသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့တရားမဝင်ရွှေကောက်ပွဲစီယုံရီမှုနဲ့အမတ်လောင်း၅ဦးမဲဆွဲစီယုံနေစဉ်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တရားမဝင်မဲစရင်ကတိရက်ကိုထတ်တိုးထားတော့လေရန်ကုန်မြို့နေပြည်သူများအဖက်လို့သွားကြည့်ခြင်းမျိုးမရှိကြောင်းသိရပါတယ်။ နိုင်ငံတော်ဝန်တရားမဝင်မဲဆင်းရင်ကတိနှီးရများစွာတွင်မဲဆင်းရင်များဆိုးဆိုးရွားရွားမှားယွင်းနေကြောင်းနှင့်မဲဆင်းရင်ကြည့်သူလည်းအလွန်နေကြောင်းသတင်းများထွက်ပေါ်ပြီးနောက်အာနာတိန်စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းရင်ကြည့်သည့်ရက်ကိုနောက်ထပ်တစ်ပတ်ထပ်တိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းအတွင်းထူးခြားဖြစ်စဉ်များနှင့်စစ်တပ်လှုပ်ရှားမှုများကိုအဓိကဖော်ပြနေသောရန်ကုန်စကောက်နဝက်မှတာဝန်ရှိသူတို့ကမဲဆင်းရင်လာကြည့်ကြဖို့ဆိုပြီးလော်နယ်လိုက်အော်ဒါတွေတော့တိုးလာပါတယ်။ခွာကြည့်တဲ့သူကတော့အရင်အတိုင်းမရှိသလောက်ပါပဲဟုသတင်းဌာနကပြောပါတယ်။ တပတ်တာကြီးရှုရက်မတိုးမီစက်တင်ဘာ30ရက်မှအောက်တိုဘာ17ရက်တွင်ကလည်းရန်ကုန်တွင်တရားမဝင်မဲစရင်ကြီးရှုသူမှာပြည်ခိုင်ပြိုးပါတီနှင့်အပေါင်းပါတစုတာရှိကြောင်း၎င်းကပြောကြားပါတယ်။ကျွန်တော်တို့လှိုင်းလှိုင်းမြို့နယ်မှာကတော့လာကြည့်လေတယောက်စနှစ်ယောက်စပဲ။မှားနေပါလေဆိုပြီးလာပြင်းတဲ့သူလည်းမရှိသလောက်ပဲဟုလှိုင်မြို့နယ်စစ်ကော်မရှင်အုပ်ချုပ်ရေးနဲ့နှီးဆက်သူတဦးကပြောပါရယ်မဲစရင်လာမကြည့်ပါကမိတို့မိဖို့အရေးယူမည်နီဟုလိုက်လံကြေညာခြင်းမျိုးမရှိကြောင်းလည်း၎င်းကဆိုပါရယ် ပြည်သူတွေကအချင်းမဟုတ်ဘူးဗျာလွတ်လပ်မြတာတဲ့ရွေးကောက်ပွဲဆိုပြီးဂျင်းလာထဲလို့မရဘူးအာဏာသိမ်းထားတဲ့စစ်ကော်မရှင်မှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာပြည်သူတိုင်းသိတယ်ဟုရန်ကုန်အခြေစိုက်စာပေလောကသားတအူကပြောပါတယ်တရားမဝင်မဲစင်းများကိုရက်ကြီးအုပ်ချုပ်ရေးမှုရုံများတွင်အောက်တိုဘာ20ရက်အထိပထမအကြိမ်ကတ်ထားမည်ဖြစ်ပြီးအမားပြင်ဆင်ပြီးနောက်နိုဝင်ဘာလအတွင်းနောက်ဆုံးအကြိမ်ထပ်ကတ်မည်ဟုတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ် ဆက်လက်ပြီးရဲဆောင်မြို့နယ်ရဲမှူးအမင်းသိန်းနဲ့ဒီနယ်ဌာနရဲမင်းမင်းစုကြောက်ကူအင်တော်ကိညာတွင်ငွေတောင်ကျန်းနေဓမြတိုက်တယ်လို့တောင်းဟုပင်ပြည်သူများခိုင်းနိုင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့တွင်မြို့နယ်ရဲမှူးအမင်းသိန်းနဲ့ဒီနယ်ဒူးစရိုက်နှိမ့်နေရေးမှာမင်းမင်းစုအပါဝင်အင်တော်ကြောက်ကူမှကိညာတွင်ရဲများအစမတန်ဝင်းညစ်တောင်းခတ်မှုများပြုလုပ်နေကြောင်းဒေသခံများကမဲခေါင်သူပြောပါတယ်။ ရဲဆောင်မျိုးနဲ့ကြောက်ကူရွာမှာမုံအချို့တင်ပြီးရွှေညောင်ဘက်ကိုကိုတီအိတ်စီကတစည်းလျင်ရဲကြီးကျက်သိန်း20အထိပေးရပြီးလမ်းရှိရဲကိညာကတပြားတိုက်တယ်လို့တောင်းခံကြောင်းခိုးရွေးကြုံရသူတအူကပြောပါတယ်။ခိုးအတွက်ကြံလာမှ8သိန်းလောက်ပဲရဲတွေကိုလှုပ်ကျွေးနေရတယ်လို့ပဲရဲဝင်ထမ်းတွေဟာအလွန်အကျွံပတ်စံတောင်းတာတဲ့တပြားတိုက်တယ်လို့လှုပ်ရှားနေကြတာလာရှိုအထိသွားတက်ရတာလည်းမဟုတ်ဘူး။ကြောက်ကူရွာမှာရွှေညောင်အထိလမ်းကြီးပေးရတွင်ကြောက်ကူနယ်ထင်းရဲကိုရှိကြီးကိုချက်9000ကြောက်ကူအဝင်ကရဲကိုချက်9000က အင်ဒိုမျိုးအဝင်နက်စင်ကြီးရဲကို7တသိန်းအင်ဒိုမျိုးအထွက်ရွှေစီဆိုင်ရှိရဲကိုဖတ်တီးကြက်တသိန်းကွင်း18မိုင်ရဲနဲ့စစ်သားကြက်9000တအူးရွာတစ်တော်ယုံရှိရဲကြက်8000မင်းကြီးသုံးပါဂိတ်ရဲကြက်တသိန်းစစ်သားကြက်9000ရက်ဆောက်တိုးဂိတ်အကျော်နေထင်းကိုမြင်မိုးကြက်တသိန်းပြည်내ဓာတ်ကရဲတပ်ကမင်းမင်းစုံကြက်9000ရက်ဆောက်ရင်စစ်စိုးမိုးကြော်ကြက်တသိန်းရက်ဆောက်မျိုးအထွက်ဖားဆောက်ခွေရဲကြက်တသိန်းကွင်းပင်မဂိတ်ရဲကြက်တသိန်း ဟဲခဲခိတ်ရဲကျက်9000တိစစ်သား2000တို့ကိုစရင်ပါအတိုင်းပေးရကြောင်းရှင်းမောင်းများကပြောပါတယ်။လမ်းမှာ SSPB စစ်သားတွေတောင်တပ်တောင်းထပ်ဖို့မတောင်းဘူး9000ပေးလေရှိတယ်ရဲတွေကမရဘူးကြောက်စရာကြီးမပေးဘူးလားမပေးရင်ဖမ်းမယ်ကုံဆွဲချမယ်ချိန်ချောက်တော့ကားသမားတွေကကြောက်တော့တောင်းတော့ပေးရတာပဲဟုရှင်းမောင်းတအူးကပြောပါတယ်။အထူးသဖြင့်ရက်ဆောက်ဒိုးကိတ်အနီးတွင်မတူးရွှေငါအဖြူရောင်ကားဖြင့် ပတ်စံတောင်းနေသည့်ရဲမင်းမင်းဆိုမှအဆိုးဆုံးဖြစ်ပြီးငါကပြည်နယ်ဒါနာကံမင်းတို့ကားတွေအချိန်မရွေးဖမ်းလို့ရတယ်ဆိုကရှင်မောင်မြတ်ကဆိုပါတယ်ရှင်းပြည်နယ်ဒါနမင်းမဲဆိုသည်ရက်ဆောက်ရှိ KTP များထံမှလစဉ်ကြီးတဆိုင်လျင်ကြက်၅သိန်းတစ္ဆက်များအလုံးတရာသေးလျင်ကြက်သိန်း၁၀၀ကောက်ခံကြောင်း၎င်းမှာတောင်ကြီးတွင်နေထိုင်သည့်အတွက်၎င်းမှလာနိုင်ပါက KP မှတဆင့်ထွဲပေးရကြောင်းအကြောင်းသိသူတအူကပြောပါရယ်အဲ့လိုတွေဖြစ်နေတာရက်ဆောက်မြို့နယ်ရဲမှုအေးမင်းသိမ့်မသိစရာအကြောင်းမရှိဘူး ဒါကြောင့်မို့ရက်ဆောက်မှာ KTB မဟုတ်ပဲဟိုင်းကန်တွေဖြစ်ကုန်တာဆိုင်တွေကလည်းလက်စင်ကြီးပေးထားရတော့ K တို့ Happy Water တို့ပါရောင်းနေတယ်ဈေးတွေကလည်းရဲတွေကပဲတဆင့်ရောင်းခိုင်းတော့လက်ကောင်းကသတင်းဌာနတို့ပြောပါတယ်လက်ရှိရက်ဆောက်မျိုးအင်းခေါင်ကန်အနီးတွင်ဈေးသမားများအများရှိနေတယ်လို့မျိုးမတင်ချိုင်းတိုးနီရွာအနောက်ဘက်တောအတွင်း၌လည်းဈေးသမားများအများပြားရှိနေပြီးခိုးဆိုးလူ၌ရာဇဝတ်မှုများကိုရဲများကအရေးမယူကြောင်းရက်ဆောက်ဒေသခံများကပြောပါတယ် ယခုရဆောင်မြို့နယ်ရဲမှုအင်မင်တိန်လက်ထက်၌ပင်ဖြစ်ပွားခဲ့သည့်လာဝင်းထက် KTV ၌တချင်းဆိုရမှစကားများကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က EPC ဝန်ထမ်းမောင်ဝင်းသူရကျော်ခုံမှုံကြီး26နှစ်ကိုဖြစ်တတ်မှုမှာယခုထိတရက်ခန့်ကိုအမှုမပွင့်အရေးမယူတဲ့ဖြင့်ဒေသခံများကဝေဖန်နေကြပါသည်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။